အားလုံးဝမင်္ဂလာပါဒီတစ်ခေါက်မှာတော့ယခုကျွန်တော်တို့ဒီ Facebook account တွေ Discovery Facebook ဘက်ကနေပြီးမှ live ပြီးတော့အာချပစ်နေတယ် Discovery တွေအများပြားကြာနေတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိရလေး knowledge sharing အနေနဲ့ဒီ video မှာကျွန်တော်ပြောပြချင်ပါတယ်အဲကျွန်တော် account လည်းကြာသွားတယ်ဗျာကျွန်တော်ဆိုရင်လည်းကိုအောင်စောစော account နဲ့ကျွန်တော်စပစ်ပေးနေတဲ့ဒီ official account ကြာသွားတယ်ဗောနော်ကျွန်တော်ကျွန်တော်မှာစပစ်ပေးနေတဲ့နှစ် account ရှိတယ်ပထမတစ်ကောင်ကကိုအောင်စောစော account ဒုတိယတစ်ခုကအခုအဲကျွန်တော်ဒီ blue man account အောင်စောစော account ဗောနော်အဲ့မှာ ျွန်တော် blue map account ကိုမချပင်နေကိုအောင်စိုးစိုး account ကိုကျသွားတယ်ချတော့တယ်ပေါ့နော်အကြောင်းရင်းကတော့ blue map ကတော့ကျွန်တော်တို့ဒီ off share ပရိပိုင်းဖြစ်တဲ့ account ဖြစ်တဲ့အတွက်ကျွန်တော်နိုင်ငံတက်တာသွားတယ်လို့ပြောလို့ရတယ်နောက်တစ်ခုက ော်တော်များများလည်းပြောနေကြတဲ့ပုံစံနောက်တစ်မျိုးလည်းကြားရတယ်ပေါ့နော်အဲ့ဒါကအဲဒီကိုကျသွားတဲ့အကောင့်တွေကဒီ suspend law 180 day law ပြန်ထားတဲ့အကောင့်တွေဒီ suspend 180 day law ကျဘူးတဲ့အကောင့်တွေကို PO ဘက်ကနေပြီးမှ disable ချပြစ်နေတဲ့ပုံစံမျိုးဖြစ်နေတယ်လို့လည်းအဲတော်တော်များများပြောတာမျိုးတွေရှိတယ်ပေါ့နော်အခုကတော့ဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်ကျွန်တော်တို့ဆယ်ရဖို့လည်းအင်တန်ခတ်နေတဲ့အနေအထားမှာရှိတယ်ကျွန်တော်အကောင့်ဆိုရင်ကျွန်တော် live ပတ်ပြီးတော့ live ဆယ်နေတယ် အပီယယ်လင်းတွေအသုံးပြုပြီးတော့ထွားနေတယ်ဂျီမေကနေပြီးမှဆပတ်တင်တာမျိုးတွေလုပ်နေတယ်ဟိုကျွန်တော်တို့လုံးလို့ရနိုင်တယ်အပီယယ်တင်လို့ရနိုင်မယ်နီလမှန်သမျှနဲ့ကျွန်တော်တို့ထွားနေတယ်ပေါ့နော်အဲ့ဒါဆိုတော့အခုလိုမျိုးဒီကိုယ့်ရဲ့အကောင့်ကဒီစီပဲမထီအောင်ကျွန်တော်တို့ဘာတွေကာကွယ်ရမလဲဘာတွေလောက်ထားတင်လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပေးချင်ပါတယ်ပထမတစ်ချက်ကတော့ ကျွန်တော်ဒီကိုယ့်ရဲ့အကောင့်ကအာ180 detail လောက်ကြာထားတယ် suspend လောက်ကြာဘူးတဲ့အကောင့်ဖြစ်တယ်ခုလက်ရှိမကြသေးဘူးသုံးလို့ရနေသေးတယ်ဆိုရင်ကျွန်တော်ဒီပို့လေးတစ်ခုတင်ထားတယ်ဗျာဟို suspend လောက်ဖြစ်ထားပြီးသား disable မဖြစ်ထားမဖြစ်သေးတဲ့အကောင့်တွေဆိုရင်ကျွန်တော်ဒီကိုယ့်ရဲ့အကောင့်ကိုအာ verify ဖြစ်အောင် blue map setup ပေါ်တယ်ဆိုရင် meta verify အာ blue map setup ဘလူးမက်လျှောက်ထားကြပါလို့ပြောချင်ပါတယ်။ဒီဘလူးမက်အကောင့်လျှောက်ထားမယ်ဆိုရင်ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အကောင့်က Facebook မှာအဲတရားဝင်ပေါ့နော် official verify ဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုကနေငယ်စစ်ဖြစ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ blue map အကောင့်ကလည်းဟိုကျွန်တော်တို့ဒီ suspend law yd detail လောချထားပြီးသားအကောင့်ဖြစ်တယ်ဆိုရင်တော့ကျွန်တော်ကံမကောင်းရင်ကြာသွားနိုင်ပါလေ blue map အကောင့်လည်းကြာနိုင်တယ်ပေါ့နော်ဒါပေမဲ့ရိုးရိုးအကောင့်အနေနဲ့ဆိုင် blue map အကောင့်က officially အဲ meta verify ဖြစ်တဲ့အတွက်အနည်းငယ်ခံစားမယ်80%လောက်ကတော့စစ်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်ဒါက ကျွန်တော်လက်ရှိလည်း blue map account က၃နေတယ်ဖြစ်တဲ့အတွက်ဟို blue map account ဆိုရင်တော့ကျွန်တော်ဟိုအဆင်ပြေနေသေးတဲ့အနေအထားမှာရှိတယ်ပေါ့နော်အဲ blue map account ကျနေတဲ့ account လည်းရှိတယ်ခုလက်ရှိ blue map account တွေကျနေတာမျိုးကြီးလည်းရှိတယ်ဒါပေမဲ့ခုလက်ရှိကျနေတဲ့ account တွေကတော့ blue map account ကနည်းတယ်အဲ့လိုမျိုး suspend လို့ဖြစ်ပြီးတော့ပြန်ရထားတဲ့အဲကျွန်တော်ဒီ account တွေဖြစ်ပါတယ်နောက်တစ်ခုက ဖေးဟိုဘက်ကနေပြီးမှအခုလိုမျိုး disable lock တွေပေါလို့ချပြတာလဲကိုသုံးနေမှတက် log out ထွက်သွားတယ်ပြီးတော့ရင်ပြန်ဝင်တဲ့အခါမှာအကောင့်က disable jab disable ဟိုတန်းပြီးတော့ပြသွားတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေရေပေါ့နော်လုံးဝအယူခံဝင်ခွင့်တောင်ပေးမှမပေးဘူးတန်းပြီးတော့ disable ချပလိုက်တာဖြစ်တဲ့အတွက်အဲ့လိုမျိုး disable ချသွားတဲ့အကောင့်တွေဆိုရင်ကျွန်တော်တို့က information ส่งနေဆိုရင် ပြန်ပြီးတော့အယူခံဝင်တာတွေပြန်ပြီးတော့စတင်တာမျိုးတွေလုပ်လို့ရပေမဲ့တကယ်လို့ကိုယ့်ရဲ့အကောင့်က information မစုံခဲ့ဘူးအကောင့်မှာချိန်ထားတဲ့ Gmail ဖုန်းနံပါတ်တွေလည်းမရှိခဲ့ဘူးနောက်တစ်ခုကကျွန်တော်တို့ဒီကိုယ်သုံးနေလဲလက်ရှိကြာသွားတဲ့အကောင့်ကကိုယ့်ရဲ့ ID ကမပေါ်နေလိုက်တဲ့ passport နဲ့နာမည်မတူမွေးနေ့မတူဝင်နေထားထားတဲ့ account တွေဆိုရင်ရနိုင်ကြရအင်တန်ခတ်သွားပြီပေါ့နော် disable ဆယ်တဲ့ခါမှလည်းကျွန်တော်တို့က ID card တွေနဲ့အသုံးပြုပြီးတော့သွားရတာဖြစ်တဲ့အတွက် ဒီကိုကောင်းတဲ့နာမည်မတူမွေနေမတူတဲ့အကောင့်တွေဆိုရင်တော့ဒီစေပဲအပီရဲ့တင်ဖို့ကတော်တော်လေးကိုခက်တဲ့နေတာဖြစ်ပါတယ်။ဟိုကြံကဖန်ကတင်နေတယ်ဆိုရင်တော့ information ဟို gmail တွေဖုန်းနံပါတ်တွေရှိတယ်ဆိုရင်တော့တကယ်လို့နာမည်မတူမွေနေမတူဘူးဆိုရင်တော့ photoshop နဲ့ပြင်တာမျိုးတွေအဲအဲ့လိုမျိုးကျွန်တော်ဒီ ID တွေပြင်ပြီးတော့ဟိုအပီရဲ့လိုက်တာမျိုးတွေတော့ရနိုင်ရတယ်ပေါ့နော်။ဒါကဟို ID ပဲပြင်လို့ရမယ်။ Facebook account ရဖို့မရဖို့ဆိုတာကမတိကြဘူးပေါ့နော်။အဓိကတော့ကိုယ့်ရဲ့ကိုယ့်ရဲ့ account ကို information ဆောင်အောင်လုပ်ထားတင်တယ်နောက်တစ်ခုက security တွေတေချာခြင်ထားတင်တယ် information ဆောင်အောင်ဆိုတာကပြပုံမှာဆိုရင်ဟိုကျွန်တော်ဒီဖုန်းနံပါတ်တွေ Gmail တွေတေချာတေချာလေးထည့်ထားဖို့လိုအပ်တယ်အဲဒီထည့်ထားတဲ့ Gmail တွေဖုန်းနံပါတ်တွေကလည်းအမှန်ကျွန်တော်ဒီကိုလက်ရှိသုံးနေတဲ့ဖုန်းနံပါတ်တွေ Gmail တွေဖြစ်ဖို့လိုအပ်တယ်ပေါ့နော် တချို့ကဖုန်းနံပါတ်နဲ့ပဲချိန်ထားတယ် Gmail နဲ့ချိန်မထားတာမျိုးလည်းရှိတယ်တချို့ကြောက်လည်း Gmail နဲ့ချိန်ထားတယ်ဖုန်းနံပါတ်နဲ့ချိန်မထားတာမျိုးရှိတယ်အ ਨੇ ဆုံးတော့ကျွန်တော်တို့ရဲ့ Facebook account တွေမှာ Gmail ချိန်ထားဖို့လိုအပ်တယ်ဒါမှသာလျှင်တခုခုဖြစ်တဲ့အခါမှာ Gmail ကနေပြီးမှပြန်လိုက်တာ Gmail ကနေစတင်တာ Gmail ကနေပြီးမှစတူးချပြီးတော့ပြန်စရာမျိုးတွေလောက်အောင်ပါပေါ့နော် Gmail မရှိဘူးဆိုရင်ကျွန်တော်လောက်ရတာအင်တာခက်တဲ့အနေအထားတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Facebook account တွေမှာအရေးကြီးဆုံး information ဒီအ ਨੇ ဆုံးတော့ Gmail account ဖွင့်ထားဖို့လိုအပ်တယ်ချိန်ထားဖို့လိုအပ်တယ်သုံးနေဖို့လိုအပ်ပါတယ်နောက်တစ်ခုကခုလိုမျိုး disable account တွေမကြခင်မှာကိုယ့်ရဲ့ account ကခုနကကျွန်တော်ပြောသလို blue mat ချိန်ထားဖို့လိုအပ်ပါတယ်ဒါကတော့ဒီနေ့မှာခုလက်ရှိ Facebook မှာဖြစ်နေတဲ့ကြရက်ပေါ့နော်ဒီ Facebook disable ဟာဘင်းဒီစေးပဲနဲ့ပတ်သက်ပြီးတော့မဖြစ်အောင်ဘယ်လိုမျိုးရှောင်ရမလဲတကယ်လို့ကိုယ့်အကောင့်ကိုဘာမှမဖြစ်သေးဘူးဆိုရင်လည်းမတာဘယ်ဒီပိုင်းဘလူးမဲရှောက်ထားတင်နေဆိုတဲ့အကြောင်းလေးပြီးတော့ရင်အကောင့်ကို security မြင်မြင်နဲ့တုံးဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေး Gmail တွေချိန်တာဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာပြောပြပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်လည်းဒီစေးပဲကောင်းလေးပတ်ပြီးတော့ဆက်ပေးနေရတယ်ပေါ့နော်ရဖို့ကမသေးကြဘူးအဲကျွန်တော်ဒီရဖို့မရဖို့ဆိုတာတက်ပြန်ဆက်မယ်ဆိုရင် information စုံဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုမှာကျွန်တော်ပြောပြလိုက်တာဖြစ်ပါတယ် အားလုံးပဲစင်ပြကြပါသည်ကျွန်တော်ဖေးဟိုဘက်ကနေပြီးမှစစ်စစ်တစစ်ပဲချပြတဲ့ law တွေပေါ့နော်လုံးဝမခံကြပါသေးနဲ့လို့လုံးဝမဖြစ်ပါသေးနဲ့လို့ကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာအဲကျွန်တော်ဒီဆန္ဒပြပါတယ်အားလုံးပဲကျေးဇူးထုတ်တင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆောင်ပေးပါမယ်ခင်ဗျာ